မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ19ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်ရန်ဘိုရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်က3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ18ရက်နေ့နေ့လယ်12နာရီခွဲအချိန်ကမှရန်ဖို့ရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိကာတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ရန်ဘူကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကျွန်တော်တို့ဘိုခင်းတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေကတွဲရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါ တိုက်ပွဲကြာချိန်ကတော့နိုင်ဝက်လောက်ပဲကြားတယ်စစ်ကောင်စီတပ်သား၃កောင်သေးတယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကတော့အထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဘိုခင်းတပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုဘိုခင်းတပ်ဖွဲ့ KNL တိုက်ရင်ဆက်တင်နဲ့ Big Park ကဖအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းမင်းလားမြို့နယ်ရန်ကုန်ပြည်လမ်းမိုက်မှာစိုက်ကယ်နဲ့ကင်းလှလာတဲ့ရဲများကိုမိုင်းဆွဲတိုက်ခိုက်ရာရဲနှောင်းဦးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့မနက်7:00နာရီကမှမင်းလားမြို့နယ်ဂင်ဒိတ်ဂုံရွာအဝင်ဆိုင်ဘုတ်အနီးမှာရှိတဲ့ရန်ကုန်ပြည်လမ်းမိုက်မှာစိုက်ကယ်နဲ့ကင်းလှလာတဲ့ရဲများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်လက်အောက်ခံရဲနှောင်းဦးတိတ်ဆုံသွားပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များ အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးမိုင်းဆွဲတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းမဆစ်ကောင်စီတပ်သားများကစစ်ကားတစည်းနဲ့ရောက်ရှိလာပြီးတော့တေဆုံသွားတဲ့ရဲနှအုပ်ရဲ့ရုပ်အလောင်းများကိုလာရောက်ကောက်ယူသွားတယ်လို့သိရပါဗါးဂင်းဒိကုန်းရွာအဝင်ဆိုင်ဖို့အနီးကရန်ကုန်ပြည်ကားလမ်းမှာစိုက်ကယ်စီးလာတဲ့ရဲတွေကိုမနေ့ကမနေ့ပိုင်းမှာမိုင်းဆွဲတိုက်ခတ်တာလို့သိရပါဗါး ရဲနာကောင်သေးတယ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့15မိနစ်လောက်ကြာတော့စစ်ခွေးကတစည်းရောက်လာပြီးတော့ရဲခွေးအလောင်းတွေကိုလာကောက်သွားတာလို့ဒေတာတွင်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာရှိတဲ့အင်းစိန်မီးရထားဒီဇယ်ဆက်ကောင်းဆက်ရုံအနီးမှာရှိတဲ့ပင်စင်စားမီးရထားဝန်ထမ်းဟောင်းများရဲ့နေအိမ်အလုံး200ခန့်ကိုစစ်တပ်ကအတင်းကျပ်ဖြတ်ခိုင်းနေတဲ့အတွက်နေအိမ်များဖြတ်သိမ်းပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အင်းစိန်ဘူရာနယ် ဒီဇယ်စက်ရုံတိုင်းခုနှစ်နောက်မှာရှိတယ်။ပင်စင်စားမြေထောင်ဝန်ထမ်းဟောင်းများရဲ့နေအိမ်200ခန့်ကိုအကြမ်းမဆက်တကလာရောက်ပြီးတော့အတရတော့မှဖျက်ခိုင်းနေပြီးမဖျက်ပါကမြေတူးဆက်နဲ့ကော်ပြီးတော့ဖျက်ဆီးပြင်မယ်လို့ချိန်ချောက်လာတဲ့အတွက်ပြည်သူများဟာကိုယ့်အိမ်ကိုပြန်ဖျက်နေရတယ်လို့သိရပါတယ်။ဇွန်လ20ရက်နေ့နောက်ဆုံးထားပြီးတော့နေအိမ်များကိုဖျက်ပေးရတယ်။ဇွန်လ20ရက်နေ့အထိအိမ်များကိုမဖျက်သေးပါကစစ်တပ်နဲ့ရဲကိုခေါ်ပြီးတော့အင်အားသုံးနှိမ်နှင်းဖျက်ဆီးမှဖြစ်တယ်လို့ချိန်ချောက်ထားပါတယ်။အင်အားသုံးပြီးတော့နေအိမ်များကိုဖျက်သိမ်းရမယ်ဆိုရင် ဘာပစ္စည်းကိုမှယူခွင့်ပေးမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။နေအိမ်များကိုဖြတ်ယုံဖြတ်ပြီးတော့ပစ္စည်းတွေပုံထားတဲ့အိမ်တွေကိုလည်းဖမ်းဆီးထောင်ချအရေးယူမယ်လို့စစ်တပ်ကချိန်ချောက်ထားပါတယ်။အေးစိန်ဘူရာနဲ့မြို့ဘက်ဒီဇယ်စက်ယုံတိုင်းခွနဲ့နားကအိမ်တွေပါစက်ယုံကစစ်တပ်ခေါ်ပြီးတော့ဖြတ်ခိုင်းနေတာနေအိမ်တွေကတော့မိသားပင်စင်စားရဲ့နေအိမ်တွေပါအချိန်တလားလောက်ပေးဖို့တောင်းဆိုတာကိုမရဘူးတဲ့။၂၁ရက်နေ့မနက်၆နာရီခွဲဆိုရင်ဘာပစ္စည်းမှယူခွင့်မရှိတော့ဘူးလို့ပြောတယ်။မဖြတ်သေးတဲ့အိမ်တွေနဲ့ အိမ်ကိုဖြတ်ပြီးတော့ပစ္စည်းတွေပုံထားတဲ့အိမ်တွေကိုတွေ့ရင်ပိုင်ရှင်ကိုအေးအေးယူမယ်ပြောတယ်လို့အိမ်ဖြတ်ခံသူတို့ကပြောပြထားပါတယ်စစ်ကောင်စီကစစ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတော်မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်များကိုအကြောင်းမျိုးမျိုးပြပြီးတော့ဖျက်ဆီးနေပြီးစစ်တပ်ပိုင်းအဖြစ်နဲ့သိမ်းယူနေတဲ့ဖြစ်စဉ်များစွာဇက်တိုက်ပေါ်ပေါက်လျက်ရှိတယ်လို့ပြည်သူလူထုရဲ့ပြောဆိုချက်များအရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့ပေါ်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်တပ်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့ညနေ6:00ခန်းအချိန်ကမှရေဦးမြို့ရဲ့တောင်ဘက်အထွတ်ကြာဘူးအဝိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီးလေးလုံးကျက်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ16ရက်နေ့ညနေ6:40မိနစ်ခန့်မှာရေဦးမြို့ပေါ်မှာရှိတဲ့အကြမ်းစစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ဂါဝီပန်းချံ gate နဲ့တိုင်းရင်းစေယုံ gate ကိုလည်းတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီးလေးလုံးထပ်မံကျက်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိတော့လေအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ဂိတ်တိမ်မှာရှိတဲ့ခွေးအင်အားကတော့ကြာဘူးဂိတ်မှာဆိုရင်အကောင်ကြီး9កောင်ကနေ15កောင်ကြားတော့အများအားရှိတယ်တိုင်းရင်ကြတော့ကျွန်တော်တို့ရဲ့အင်အားကိုစုံစမ်းနေသေးပါခွေးတိကైတေဆုံစေးရင်ကျွန်တော်တို့စုံစမ်းနေသေးပဲရှိပါသေးတယ်တေချောင်မပြောနိုင်သေးပါဘူးစစ်ခွေးတွေဘက်ကတော့လက်နဲ့ငယ်တွေနဲ့ drone တွေချပြီးဆိုတာနဲ့ရန်တမ်းပစ်ခတ်တာတွေရှိပါတယ်လို့ Yeo Freedom Comrades YFC ကတော်ဝရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရံပြည်သူ့ကာကွယ်ရေး drone လှုပ်ရှား unit များဖြစ်ကြတယ်။ Yeo Freedom Comrades YFC ဝင်းပလေအဖွဲ့တို့နဲ့အတူငားမြေဆောင်မဟုတ်ရကျွဲရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးမျိုးတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီးတော့ Farmer Hero ခင်ဦးပြည်သူ့လုံခြုံရေးအဖွဲ့ကကင်းထောက် drone အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာရန်တမ်းပြစ်ခတ်တာတော့ရှိပါတယ်လို့ရေးဦး Freedom Comrade YSD ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်း6ဦးမြို့နယ်ခင်မုံဘတ်ဆောင်ချမ်းအနီးမှာအကြမ်းဖက်စစ်ကောင်စီရဲ့ကြီးနေတဲ့ရင်နှန်းကိုမိုင်းဆွဲတိုက်ခတ်ရာကားပေါ်မှာလိုက်ပါလာတဲ့စစ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ18ရက်နေ့မနက်9နာရီခွဲအချိန်ကမှမုံရွာမြို့ကနေပြီးတော့စကိုင်းမြို့ဘက်ကိုမုံရွာမန္တလေးလမ်းအတိုင်းထွက်လာတဲ့ကြီးနေတဲ့ရင်နှန်းကို6ဦးမြို့နယ်ခင်မုံဘတ်ဆောင်ချမ်းအနားအရာ area 71 LBDF မုံရွာအဖွဲ့ရဲဘော်များကပရိသတ်မိုင်း၄လုံးနဲ့မိုင်းဆွဲတိုက်ခတ်ရာ ရင်တိုင်းရဲ့လေးကြီးမြောက်ကဦးကောင်းမိုင်းကိုထိမှန်သွားတယ်လို့သိရပါတယ်။ခေါင်းကန်းထဲမှာလိုက်ပါလာတဲ့စစ်ကောင်းစီတပ်သားတအူတေဆုံးသွားတယ်လို့ပြောပါတယ်။ကားရဲ့ဦးကောင်းကန်းကိုထိထိမိမိကိုမှန်သွားတာကားကောင်းထဲကတယောက်သေးတယ်။မှောက်ရကြီးပါသွားတယ်လို့ကားထဲမှာလည်းသွေးတွေစီးကျနေတာလို့စကောက်ကသတင်းပေးပို့ထားပါတယ်။အဓိကဆွဲကျင်တာကတော့စစ်ခွေးတွေပါတဲ့လုံခြုံရေးကားကိုဆွဲကျင်တာပြည်သူတွေရဲ့ဆိုင်ကယ်တွေကားတွေကိုရှောင်ပြီးတော့ဆွဲခဲ့ရတာပါလို့ Area 71 LPDF မုံရတပ်ဖွဲ့ခေါင်းဆောင်ကိုထုံးကရှင်းပြထားပါတယ်။ အခုလိုမျိုးမိုင်းဆွဲတိုက်ခတ်ပြီးတဲ့နောက်ရင်းနှီးတဲ့အတူလုံခြုံရေးလိုက်ပါလာတဲ့စစ်သားများလမ်းပိုင်းမှာကင်းမုံယူနေတဲ့စစ်သားများက40မမအဖအဝင်လက်နက်ကြီးလက်နက်ငယ်များနဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့တော့လေမိုင်းဆွဲတိုက်ခတ်တဲ့ရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးမိုင်းအဖွဲ့နဲ့ Area 71 LPDF မုံရွာအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ် ုံရွာမန္တလေးလမ်းပိုင်းကိုအသုံးပြုနေကြတဲ့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရင်နှန်းများကင်းမုံစစ်သားများစစ်ကြောင်းများကိုတွေ့ရှိပါကဝေးဝေးကနေရှောင်ကွင်းပြီးတော့တွာလာပေးကြရန်နဲ့လုံခြုံရေးအသည့်တရိရှိစွာနဲ့တွာလာနေထိုင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်အားရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအနီးတော်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ထောင်ထဲချတဲ့ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့ကစတင်ပြီးတော့ဝမ်ပေါင်ကုမ္ပဏီအနီးတော်မှာရှိတဲ့ညောင်မင်းကြီးခြေရွာအုပ်စုအနီးတော်ကိုအင်အားတရာလောက်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့်ပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ညောင်ပင်ကြီးကြီးရွာအုပ်စုအတွင်းမှာရှိတဲ့ကြီးရွာများအပါအဝင်အနီးနားမှာရှိတဲ့ကြီးရွာ၁၁ရွာကျော်ကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ကြီးမာကတော့ညောင်ပင်ကြီးအုပ်စုပါအဲ့ဒီနားကအုပ်စုပေါင်း၁၁ရွာလောက်တော့ရှိမယ်။ပြေးတာတော့လွတ်ရာကိုပြေးနေကြတာစစ်ကြောင်းကလည်းအဲ့ဒီနားကိုပတ်နေတာကြီးမာကတော့၁၁ရွာလူဦးရေကတော့ထောင်နဲ့ချီပြီးတော့ပြေးနေရပါတယ်။ စစ်ကြောင်းကတော့ညောင်မင်းကြီးပတ်ဝန်းကျင်မှာပဲရှိနေတယ်။ညောင်မင်းကြီးအုပ်စုတွေကနေပြီးတော့ဘဲမှမထွက်သေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲဘကိုးတိုင်းပေါန့်တယ်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းကြီးပါများကိုမိရှို့ဖျက်ဆီးနေတယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။ဇွန်လ14ရက်နေ့မှာပေါန့်တယ်မြို့နယ်အတွင်းမှာရှိတဲ့ရုပ်ဆိုးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်းအောင်စီးနှင်းပြီးတော့ပြည်သူဝိုင်းနေအိမ်26လုံးကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။ ပေါင်းတယ်မြို့နယ်ကရုတ်ဆန်းရွာကိုစစ်ခွင်းစစ်ကြောင်းကဝင်းအောင်စီးနေပြီးတော့မိရှို့တာအင်ဂျင်26လုံးပြကြသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ